မိတ်ဆွေအားလုံးမင်္ဂလာပါလူကြီး YouTube Channel မှာကြိုဆိုပါရခင်ဗျာကျတော့កောက်យိုးမူកောက်យိုးနဲ့စိုက်တဲ့လူကရှားတယ်កောက်យိုးကလည်းဝယ်မရအောင်တော်တော်ရှားပါနွားချီနဲ့စိုက်တာရယ်ဗေဒါနဲ့စိုက်တာရယ်ဝါလီလွဲ့နဲ့စိုက်တာရယ်เนาะအဲ့ဒါ၄ရှိတယ် ောင်ရိုးကောင်ရိုးနဲ့စိုက်လို့မရကောင်ရိုးမို့ကောင်ရိုးနဲ့စိုက်လို့မရဘူးလားဆိုတော့အဲ့လိုမေးခွန်းတွေလည်းမေးကြတယ်။အဲနဲ့အခုကကျွန်တော်တို့ကကောင်ရိုးမို့ကောင်ရိုးနဲ့စိုက်လို့ရပါတယ်။တို့ပဲမဲ့ကောင်ရိုးရှားပါတယ်။နော်ပြီးလို့ရှိရင် ကောင်ရိုးအခုလက်ရှိအခုကျွန်တော်တို့ရတဲ့ကောင်ရိုးကလည်းဆက်ဖြတ်ကောင်ရိုးတွေဖြစ်တယ်လေ။ဆက်ဖြတ်ကောင်ရိုးဆိုတာကရေသိမ်းချွေလေးစက်တွေနဲ့လှုပ်ထားတဲ့ကောင်ရိုးတွေကအဲထဲမှာကောင်ရိုးတို့ကအလုံးလေးတွေရှိရမယ်အလုံးလေးတွေမရှိတော့ဘူး။လေယာတွေကကိုယ့်ရဲ့ကောင်ပြတ်ဆက်ထွက်ကုန် က်တော့တဲ့ကုံတော့ကျွန်တော်တို့ကကောက်ယိုးမှုကိုကောက်ယိုးနဲ့စိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဇလားပုံနဲ့နင်းပြီးစိုက်ရတာတို့ပြီးလို့ရှိရင်ကျွန်တော်တို့ကကျိုးပုံစံမျိုးလေးကြစ်ပြီးတော့လေကြစ်ပြီးတော့စိုက်တဲ့နီးတို့အဲ့ဒီအလုတ်တွေရှုပ်တော့ဗောဗျာဆိုလိုချင်တာသိရမှာအလုတ်တွေရှုပ်အလုတ်တွေရှုပ်ပြီးတော့ကောက်ယိုးကလည်းတေချာကားရဏမရအောင်နော်အဲ့ကြောင့်မို့ကောက်ယိုးမှုကောက်ယိုးနဲ့စိုက်တဲ့လူကတော့နည်းနည်းလေးရှားတယ်များသောအားဖြင့်ကျွန်တော်တို့ကိုယ်တိုင်ဗာနဲ့စိုက်လဲဆိုတော့ကျွန်တော်တို့မြောင်းတဲ့ချောင်းထဲမှာအလကားရတဲ့ ဘေးဒါကိုဒိန်းနောက်နဲ့နော်သုံးမင်းလိုပါအောင်နဲ့ဘေးရဲလိုပါအောင်နဲ့တဲပြီးစိုက်တယ်ကိုကကိုဆင်းဆွဲရတာပေါ့နောက်တော့ကနွားချီနဲ့စိုက်အဲ့တော့ဘေးဒါမှာလဲဘေးဒါအနုအရင်ပုံမူတီးပြီးတော့ကျွန်တော်တို့မှုထွန်းတော့ကွာတယ်နော်နွားချီမှာလဲနွားချီတန့်တာနဲ့နွားချီမတန့်တာဆိုနှစ်မျိုးရှိတယ်လေတချို့တွေကြတော့နွားချီဆိုပေမဲ့အထက်မြေကြီးတွေရောရောက်လာတယ်ရှိတယ်အဲ့မျိုးကြရင်မှုရိုင်းတွေပေါက်လဲပြီးလဲပြီးရောကျွန်တော်တို့ကအဲ ကျွန်တော်တို့စားသုံးလို့ရတဲ့ပုံကမထွက်တော့ဘူးเนาะကျွန်တော်တို့စိုက်တဲ့ပုံကမထွက်တော့ဘူးမထွက်တာဖြစ်တဲ့အတွက်နွားချီကိုတော့သူကနွားချီလက်မှာပဲအဆင်ပြေတာနွားချီလက်လက်ဆက်ဆက်ရမှာပဲသူကစိုက်ကြတာเนาะအဲထွန်းထုံးကြလို့ရှင်ဘယ်ဟာပုံအဆင်ပြေလဲဆိုတော့နွားချီကြတော့သူကထွန်းထုံးငိမ့်တယ်ထွန်းထုံးငိမ့်တယ်နွားချီအစ်စ်ရရယ်เนาะနွားချီအတန့်ရလို့ရှင် ထွန်းထုံးငိမ့်တယ်ဗေဒါကြတော့သူကဟိုပါပေါ့ဘယ်လိုပြောရမလဲဆိုတော့အမှုအရင်ပုံမူတည်ပြီးတော့ ရင့်နာရရင်တော့ရင့်တဲ့ဗေဒန်နဲ့စိုက်တယ်ဆိုရင်တော့သူကဘောင်ကနည်းနည်းလေးတက်တန်းကြကြလေးခံတယ်။နုတဲ့ဗေဒန်နဲ့စိုက်တယ်ဆိုရင်တော့သူကတခါလေကြားလို့ရှိရင်အည်ဒီပြောကုန်နော်အည်ဒီပြောကြီးပြော့ပြဲကုန်ဗေဒန်ရဲ့သဘောတရားလေအဲ့လိုလေးအားနှက်ကျက်အာသူ့ပစ္စည်းနဲ့သူအားနှက်ကျက်အားသာကျက်တော့ရှိပါတယ်နော်အဲဒါကများသောအားဖြင့်ဗေဒန်နဲ့စိုက်ကြတယ်မြင်လို့ရှိရင်နွားရှိနဲ့စိုက်ကြတယ် အဲအခုကနောက်ပိုင်းမှာဝါလီနဲ့စိုက်ကြတယ်ဝါလီနဲ့စိုက်တယ်ဆိုရင်တော့ကျွန်တော်တို့က industrial ဆက်မှု lease နဲ့နေတဲ့တုံးရတဲ့အပိုင်းလေးပါတော့ဗောနော် boiler တုံးတဲ့ lease နဲ့လေးပါလာတယ်နော်အဲအဲ့ဒါလေးနဲ့စိုက်ကြပါတယ်လို့အသေးစိတ်မေးချင်ရင်တော့ကိုသိချင်တဲ့စနစ်ကိုအသေးစိတ်အောက်က comment လေးမှာရေးပေးခဲ့နော်ကျေးဇူးတင်ပါတယ်ကျုံပင်ကတို့လွှတ်စားပဲရှိတယ်တဲ့ကျုံပင်ပင်ကတို့လွှတ်စားတွေကလေ အစီများတဲ့တင့်မာသာအုပ်စုတွေမှာပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့မှုဆိုင်မယ်ဆိုလို့ရှိရင်ဆွေးမျိုးမှုဖြစ်စဉ်မြန်ဆန်ဖို့အတွက်ကမ်မီကယ်ရဲ့အကူအညီယူရမယ်နော်ဓာတ်ရုပ်အကူအညီဓာတ်ရုပ်ဆေးအကူအညီယူရမယ်အဲ့ဓာတ်ရုပ်ဆေးအကူအညီယူရဲဆိုပြီးတော့စိတ်ထဲသင်ကမกินလည်းမဖြစ်နိုင်အောင်ကျွန်တော်တို့နှက်မဲ့အချိန်45ရက်ဒါကာလမှာအဲ့ဒီဓာတ်ကျွင်းကာလအဲ့ဒီကျွန်တော်တို့သုံးလာတဲ့အဲဓာတုဓာတုတွေရဲ့ဓာတ်ကျွင်းကာလကုန်လောက်ပြီเนาะ45ရက်လीလीဆန်ကားရဲ့အနည်းဆုံးနှက်မှာ55ရက်တစ်ချိန်မှွေပြီး45ရက်အနည်းဆုံးနှက်မှာเนาะ ဲ့တော့အဲ့ဒါဘာဘာဘယ်လိုဆက်ရမလဲဆိုလို့ရှိရင် तू ကရေးဆဲကလန်းတော့ပလဲရတပိတ်သားတီစုပါ90သားစာခါ90ကျက်သားအဲ့ဒါထည့်ပြီးမှုထားမှုပြီးဆိုတာနဲ့ကျွန်တော်တို့ကလွှာသားကိုနှက်မှာနော်အဲ့လွှာသားတွေကိုတာပေါ်လင်းပေါ်မှာခင်းလိုက်တာပေါ်လင်းပေါ်မှာတာပေါ်တာပေါ်လင်းခင်းလိုက်တာပေါ်လင်းဖြစ်ပြီးမိုးကာစားဖြစ်ပြီးအဲ့ဒါခင်းခင်းပြီးဆိုတာနဲ့ကျွန်တော်တို့ကအဲ့ဒါလွှာသားတွေကိုထည့်လွှာသားတွေထည့်ထည့်ပြီးဆိုတာနဲ့ခုနကခုနကစီးရီဖြန်းနော်စီးရီဖြန်း စီပြန်ပြီးဆယ်ကလန်ကုန်ပြီလားကုန်ပြီဆိုနောက်ထပ်ဆယ်ကလန်ထပ်ပြီးတော့ကျော်เนาะအဲ့လိုဖြောပြီးဆိုရတဲ့အဲခုနထုံး200ခိုင်နှုတ်ထက်ဟိုလှွာစာ အားလုံးအလေးချိန်လှွာစာအလေးချိန်ရဲ့200ခိုင်နှုတ်ဒီသူကထုံးထည့်ရမှာเนาะထုံးထည့် ုံးထည့်ပြီးဆိုတော့ထုံးထည့်ပြီးဆိုလို့ချင်းအဲ့ဒီဆေးရည်နဲ့တခါတည်းရောသမမွေရောသမမွေပြီးတော့တေချာနှံ့အောင်မွေနှံ့အောင်မွေပြီးတဲ့အချိန်မှာခုနကအဆိုးတက်ဒီယာဂိုင်းလုံးဒီဘယ်လောက်လဲဆိုလို့ချင်းအဲ့ဒီလွှတ်သားတွေကိုကျွန်တော်တို့ကလက်ထက်မှာစုပ်ကြည့်လိုက်စုပ်ကြည့်လိုက်လို့ချင်းလက်ကလေးပြန်ဖွင့်လိုက်ဖွင့်တဲ့အချိန်မှာအဲ့ဒီလက်ထက်မှာကောင်းချင်းပေါင်းလေးလိုပဲအဆုပ်လက်ကလေးနော်ပုံမပြက်ကလေးရှိနေရမယ်အနေထားနည်းနည်းလေးတော့ကိုယ့်ရဲ့အနေလေးမယ်အဲ့ဒီအနေထားဆိုလို့ရှိရင်အဲ့ဒါအဆိုတက်ကလုံလောက်ပါသည်အဲ့ဒီအခြေအနေအတိုင်းဒါအတိုင်းကိုကျွန်တော်တို့ကအဲနှက်ထားနှက်ထားပြီးတော့ပြီးပြီဆိုတာနဲ့အပေါ်က မိုးကာသအုပ်လိုက်လေလုံအောင်ထား55ရက်တစ်ကြိမ်မှွေပေးနော်55ရက်ဆိုလို့ရှိရင်55ရက်ဆိုလို့ရှိရင်ကျွန်တော်တို့ကစတင်သုံးတော့မယ်ဟေ့ဆိုတော့အဲ့ဒီအချိန်ကျမှခုနဖွဲနူတို့တကာရီတို့ထက်နော်ဖွဲနူတို့တကာရီဖွဲနူတို့ဆယ်ရာခိုင်နှုန်းတကာရီဆိုလို့ရှိရင်အဲ200ခိုင်နှုန်းနော်အဲ့ဒါထက်ထက်ပြီဆိုတာနဲ့ကျွန်တော်တို့ကအာဟိုဟာစိုက်တော့လောက်တော့ရပြီဒါပေမဲ့ကမ်ပီကယ်ကတော့မဖြစ်မနေခုနကတော့ ဆွေမျိုးဖြစ်စဉ်မြန်ဆန်ဖို့အတွက်သုံးပေးရမယ်ဆွေမျိုးဖြစ်စဉ်မြန်ဆန်ဖို့အတွက်အဲ့ဒီမှာအဲ့ဒီတက်မာသားတွေမှာအဲ့အဲ့လိုမှာကမ်မီကယ်မသုံးဆိုလို့ရှိရင်ကျွန်တော်တို့အော်ဂနီနီလဲနဲ့သွားမယ်ဆိုလို့ရှိရင်ကြာတယ်ကြာတာဖြစ်တဲ့အတွက်အဲပြဿနာပါရှိလဲဆိုလို့ရှိရင်မှုမြင်ဆင်းတဲ့အချိန်မှာအဟန္တာတွေရှိတယ်ရုပ်တရက်စိုက်ထုတ်တွေပျက်စီးလိမ့်မယ်အဲ့ဒီမှာပေါင်းအောင်လဲသေချာနှောက်နှောက်နှက်နော်ပေါင်းသေးချာနှောက်နှက်ရမယ်ကောင်းတာတော့ဗျာအဲ့ဒီမှာအဲကျုံးပြင်းကလို့လွှတ်တာနဲ့ရောလို့ရတဲ့ နော်ကောက်ရိုးစာလို့ကောက်ရိုးလို့ဟာမျိုးလေးတွေရှိမလားနော်ပွဲမော်နှမ်းမော်တွေရှိမလားအဲအဲ့ဒါလေးတွေရှာဖို့အဲ့ဒါလေးနဲ့ရောပြီးတော့အဲ့ဒါဆိုတော့ပိုးအဆင်ပြေပြေနီလန်းနော်ကျေးဇူးပါ the word တပြည့်အဆွေးမှာမှုပေါက်တယ်ဆိုတာကဒါကိုပြောတာပါဒီမှာအဲဒီတော့ကနည်းနည်းလေးဘေးဘေးမှာဆွေးနေပြီ ်ဟုတ်အလဲမှာရှိတဲ့နေရာတွေမပေါ်ဘူးတဲ့အလဲမှာရှိတဲ့နေရာတွေမပေါ်ဘူးအလဲရှိတဲ့နေရာတွေမပေါ်ဘူးဒီမှာနည်းနည်းလေးဆွေးမြေ့နေတဲ့အပိုင်းလေးတွေပေါ့လက်နဲ့ကုတ်လို့ရတဲ့လက်နဲ့ကုတ်ပြီးတော့ထွင်းလို့ရတဲ့အပိုင်းလေးတွေတဲ့မှာတော်တော်ပြည့်ဆွေးတော်ရွေးအဆွေးဆိုတာဟိုနေ့ကကျွန်တော်ရှင်းပြထားတဲ့တော်ရွေးအဆွေးဆိုတယ်မှာအဲ ူကတော့မှဆွေးနေပြီလားပင်လေးတွေကဆွေးနေပြီတို့ပဲမဲ့အပင်ကြီးကတော့မှရှိနေတော့အပင်ကရှိနေတော့ဒါနဲ့သွေးတော့ဆွေးနေတာတို့ကတော့ပြဆွေးလက်နဲ့ဖဲ့လို့ရတယ်ဒါမှလက်နဲ့ဖဲ့လို့ရတယ်နော်လက်နဲ့ဖဲ့လို့ရတယ်အဲအဲ့ဒီအချိန်မှာမိုးကပေါက်မိုးစားတာအဲ့လိုတို့ကတော့ပြဆွေးကိုစားတာပါအဲ့ဒါလေးလိုက်ပြတာတို့ကတော့ပြဆွေးอืม ကျွန်တော် channel လေးကိုဝင်ရောက်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဝီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြမယ်နော်။